တ်သက်များအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာမေလ23ရက်ဓမေစီမပရိုင်တိုင်းမီစီမသတင်းအစီအစဉ်ကနေကြိုးဆိုပါတဲ့ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကတာဝန်ယူတင်ဆက်သွားမှာပါဒီနေ့ကြည့်ချုပ်ကြရမယ့်သတင်းတွေကတော့ဗိုလ်မှူးချုပ်ဟောင်းချုပ်ထွန်းအောင်နာရေးကိုမနက်ဖြန်မင်္ဂလာတုံစစ်သင်းချိုင်းမှာပြုလုပ်သွားမယ်လို့သိရပါတယ်ပေါ်တာဆွေးခံရသူ၂ယောက် PDFC ကိုခေလုံလာပြီးနောက်ဆရာနာရှင်စနစ်ခြုံငိမ့်တဲ့အထိတိုက်ပွဲဝင်သွားမယ်လို့ကတိပြုလိုက်ပါတယ် မုံရွာမြို့နယ်ငကားတွင်ကြေရွာမှာလက်နက်ကြီးကြောင်းအရက်သား၂ယောက်တေဆုံးသွားပါတယ်။နိုင်ငံတကာသတင်းတွေဖတ်မှာတော့ယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုကြောင်းမော်စကိုလေဆိပ်မှာလေယာဉ်ခရီးစဉ်တွေရပ်တန့်သွားရပါတယ်။ဆန်ကိုပေါက်ဈေးထက်ငွေ ပိုပေးဝယ်မှုကြောင်းထိုင်းဝန်ကြီးချုပ်ဟောင်းယင်လက်အမေရိကန်ဒေါ်လာ363တန်းဒဏ်ငွေချမှတ်ခံရတဲ့သတင်းတွေအပါအဝင်ဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ။ ပထမဦးဆုံးသတင်းတပုတ်ကတော့မြို့ပြပျောက်ကြားတပ်ဖွဲ့တစ်ခုရဲ့အနီးကပ်ပြစ်ခတ်တိုက်ခိုက်မှုကြောင့်တေဆုံးသွားတဲ့ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ကိုမင်္ဂလာတောင်စစ်သင်းကျိုင်းမှာမေလ24ရက်မနက်ဖြန်မှာနာရဲပြုလုပ်သွားမယ်လို့အာလာသင်းစစ်ကောင်စီရဲ့ကြေးမုံသတင်းစာမှာဒီကနေ့ဖော်ပြပါတယ်အနာသိစကောင်စီရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှလုံခြုံရေးဆိုင်ရာဘာသာရဲ့တင်ကြားပေးနေတဲ့ဝနာကြော်ထင်ပွဲရအငိမ့်စာဗိုလ်မှူးချုပ်ချော်ထွန်းအောင်ကို မျိုးပြပျောက်ကြားအဖွဲ့တစ်ခုဖြစ်တဲ့ GVW မျိုးပြပျောက်ကြားအဖွဲ့ကရန်ကုန်မြို့မရန်ကုန်မြို့နယ် A1 လမ်းပေါ်မှာရှိတဲ့နေအိမ်အရှိမှာပဲမနေ့ကတနက်နဲ့ပြစ်တက်ခံခဲ့ရတာပါ။ သူဟာကမ်ဘောဒီးယားနိုင်ငံတန်အမတ်အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပြီးတော့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရဲနဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရဲနှစ်ခုကိုတင်ကြားပို့ချပေးနေသူဖြစ်ပါတယ်။ဒါအပြင်အနာသိစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အတွက်အားကိုးရသူတဦးဖြစ်ပြီးပြည်သူ့စစ်မဟာဗျူဟာကိုစစ်မှုထမ်းဟောင်းအဖွဲ့အင်အားနဲ့လှုပ်ဆောင်နေကအဲ့ဒီအဖွဲ့ရဲ့တိုင်းအဆင့်ခေါင်းဆောင်တွေတဦးအပါအဝင်ဖြစ်ပါတယ်။ သူကို2023ခုနှစ်ကအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်ကိုတိုင်ဝနာကြော်ထင်ပွဲနဲ့အတူရွှေ၅ချက်သားပါပေးအပ်ခဲ့ပါတယ်။အရာရှိနဲ့စစ်သားတွေကိုပဲတီးတန့်တကြိုတဲ့မင်္ဂလာတုံစစ်တင်ကြိုင်းမှာအာနာသိန်းစစ်ကောင်းစီရဲ့ဒုတိယဥက္ကဋ္ဌဒုတိယစေဦးစီချော်ဗိုလ်ချုပ်မှုကြီးစိုးဝင်းရဲ့ဆရာအရင်းဖြစ်တဲ့အငိမ့်စားဗိုလ်ချုပ်အုံးတွင်ကိုလည်းမင်္ဂလာတုံစစ်တင်ကြိုင်းမှာပဲတကြိုခဲတာဖြစ်ပါတယ်။ အငိမ့်စားဘိုလ်ချုပ်အုံးသွင်တဲ့သူ့ရဲ့သမက်ဖြစ်တဲ့အငိမ့်စားဘိုလ်ကြီးရဲတေစာတို့ကတော့2022ခုနှစ်စက်တင်ဘာလ24ရက်နေ့ကနေ့လယ်ပိုင်းမှာရဲကုန်းလှိုင်မြို့နယ်သူ့ရဲ့နေအိမ်ရှိမှာပဲအင်းရမျိုးပြပျောက်ကြားတပ်ဖွဲ့ကမျိုးပြတခြားပျောက်ကြားတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတစ်တက်မှုကြောင့်တေဆုံးခဲ့တာဖြစ်ပါတယ်ခင်ဗျာအခုဆက်လိုက်ပြီးတော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပဲခူးတိုင်းတာယာဝတီခရိုင်အမှတ်၈တပ်ရင်းစီမှာ ပြင်ပုံပြူစောထိရွာကိုရောက်နေတဲ့စကစစစ်ကြောင်းကတပ်သား2ဦးဟာလက်နက်ခရမ်းတွေနဲ့အတူအလင်းဝင်ရောက်လာတယ်လို့ဘကိုးတိုင်းတာယာဝတီခရိုင်ကသတင်းထုတ်ပြန်ပါတယ်အလင်းဝင်ရောက်လာသူတပ်သားနိုင်ဝေလင်းနဲ့တပ်သားရာဇာမင်းဟာအီယာဝတီတရေကြီးမြို့နယ်နဲ့ကျုံပျော်မြို့နယ်တွေကဖြစ်ကြပြီးတော့စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေနဲ့အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေဖြစ်ပါတယ် အရင်ကတက်တွင်းမှာကင်းနဲ့တက်တွင်းတတချောင်းချီရဲ့လုပ်ငန်းတွေမှာပဲတာဝန်ထမ်းဆောင်ရတာဖြစ်ပြီးအခုအချိန်မှာတော့နတ်တလင်းမြို့နယ်ကပြင်ပုံရွာကိုလှုပ်ရှားစစ်ကြောင်းနဲ့အတူရောက်လာတာဖြစ်ပြီးတော့ပြည်သူပိုင်းနေအိမ်တွေကိုမိရှို့ဖျက်ဆီးခိုင်းတာတွေပြည်သူတွေကိုဖမ်းဆီးနှိပ်စက်ခိုင်းတာတွေကြောင့်အခုလိုထွက်ပြေးလာရတာဖြစ်ပြီးတော့တိုက်ရင်3831ထံအလင်းဝင်လာတာလို့သိရပါတယ်သူတို့နှစ်ဦးအလင်းဝင်ရောက်လာရမှာ MA1 တန်တဲ့2လက်လက်ပြုံပုံတစ်လုံးစကားပြောဆက်တစ်လုံးကြည်ပေါက်6ခုနဲ့အလင်းဝင်ရောက်လာခဲ့တာဖြစ်ပြီးတော့တော်လန်ရဲ့တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးဆက်အနာရှင်စနစ်အပြစ်တိုက်ခြုံငင်းရဲ့အတွက်ပြန်လည်တိုက်ပွဲဝင်သွားမယ်လို့သိရပါတယ်ခင်ဗျာအခုဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းမုံရွာမြို့နယ်ငကားတွင်းချစ်ရွာမှာအာနာသိန်းစစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးပေါက်ကွဲမှုကြောင့်ဒေသခံ၂ယောက်သေဆုံးပြီးအပြင်းအထန်ဒဏ်ရာရသူ၁၂ယောက်ရှိတယ်လို့ဒေသခံတွေစီကသိရပါတယ် ်မေလ22ရက်မနေ့ကည9နာရီလောက်မှာ မုံရွာမြို့အဝင်မအူစစ်တပ်စစ်စဲရဲ့ဂိတ်က120မမလက်နက်ကြီးနဲ့ပစ်ခတ်လိုက်တာဖြစ်ပြီးထိခိုက်ဒဏ်ရာရသူတွေထဲမှာကလေးငယ်တွေလည်းပါဝင်တယ်လို့သိရပါတယ်120မမ6ကြိမ်ပြစ်ခတ်ခေတာပါစစ်မှတ်ဖြစ်ပွားတာမရှိဘဲတတ်တတ်ပြစ်ခတ်ခေတာပါရွာထဲမှာလက်နေကြီး6ကြိမ်ကြားရောက်ပောက်ပွဲပါတယ်ရွာသား2ယောက်တေဆုံးသလိုထိခိုက်ဒဏ်ရာရသူ6ယောက်နဲ့ ဘိုက်ထိခိုက်သူတွေရှိပါတယ်လို့ဒေတာခန်တူကမီစီမာကိုပြောပါတယ်အဲ့ဒီဖြစ်စဉ်အတွင်းမှာငကားတွင်းကြေးော်ကအသက်45နှစ်အရွယ်အမျိုးသမီးတအုပ်နဲ့အမျိုးသားတအုပ်တေဆုံးခဲ့ပြီးခလင်းငယ်တအုပ်အပါအဝင် ထိခိုက်ဒဏ်ရာရသူ12ဦးအထိရှိခဲ့တာပါအနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့မုံရွာမြို့နယ်တဝိုက်ကိုမေလ22ရက်မနေ့ကညနေပိုင်းမှာအာနာသိန်းစစ်ကောင်စီကဟာဝေဇာလက်နက်ကြီးတွေနဲ့အကြိမ်ရေ30တန်းမနေပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ အခုနောက်ထပ်သတင်းတစ်ပုဒ်ကတော့ယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်ရုရှားရဲ့မြို့တော်မော်စကိုလေဆိပ်မှာလေရင်ခရီးစဉ်တွေရပ်တန့်သွားတယ်လို့သိရပါတယ်ဒီအကြောင်းအပြည့်စုံကိုဂျူချန်ကဆက်ပြီးပြောပြပေးမှာပါခင်ဗျာရုရှားမြို့တော်မော်စကိုကိုယူကရိန်းကဒရုန်းတွေနဲ့တိုက်ခိုက်မှုကြောင့်မော်စကိုမှာရှိတဲ့လေကြောင်းသွားလာမှုတွေကြာသပတေးနေ့ကပြတ်တောက်သွားခဲ့ပါတယ်မြို့တော်ကိုပြတ်မှတ်ထားပြတ်လွတ်ခဲ့တဲ့ပြတ်မှတ်35ခုကိုဖျက်ချနိုင်ခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ် လေကြောင်းကာကွယ်ရေးစနစ်တွေကယူကရိန်းဒရုန်150စင်းကိုဖျက်ဆီးကြဖြတ်ဟန်တာနိုင်ခဲ့ပါတယ်။အရိယထဲကမှ35စင်းကမော်စကိုကိုဦးတည်လာနေတဲ့ဒရုန်းတွေဖြစ်တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကြေညာချက်ကပြောပါတယ်။ဒရုန်းအပျက်စီတွေကြာရောက်တဲ့နေရာတွေမှာအရေးပေါ်ဝန်ဆောင်မှု လုပ်ငန်းကျွမ်းကျင်သူတွေကလုပ်ငန်းတွေဆောင်ရွက်နေကြတယ်လို့မော်စကိုမြို့တော်ဝန်စာကေဆိုဗျာနင်ရဲ့ Telegram မှာရေးသားထားပါတယ်။ မြို့တော်ကိုဥတီလာနေတဲ့နောက်ထပ် drone 7စီးကိုလေကြောင်းရန်ကာကွယ်ရေးစနစ်ကကြားဖြန့်ဟန်တားနိုင်ခဲ့တယ်ဆိုပြီးဆိုဗီယန်နင်ကကြာတာပရေနေ့ညနေကပြောပါရယ်ရုရှားကယူကရိန်းကိုကြာတာပရေနေ့က drone 128စင်းဆေးလွတ်တိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းလေတပ်ကပြောပါရယ်အဲ့ဒီအထက်ကမှ132စင်ကိုပြစ်ချနိုင်ခဲ့တယ်။ဒါမှမဟုတ် electronic နီးစနစ်နဲ့နှောက်ယှက်ဟန်တားနိုင်ခဲ့တယ်။ဒါမှမဟုတ်ပြတ်ကျခဲ့တယ်လို့ဆိုထားပါဗျ။ လွန်ခဲ့တဲ့3နှစ်ကျော်အကြာကရုရှားကယူကရိန်းကိုစစ်ရေးထိုးစစ်ကြီးလှုပ်လာပြီးကတည်းကနေဆက်လို့လို့တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ကြပါတယ်။ဒါပေမဲ့မော်စကိုမှာရှက်ရှားပါပါပြစ်မှတ်ထားခံခဲ့ရပါတယ်။ကြာသာရင်းနေ့မှာတော့မော်စကိုလေဆိပ်မှရှိတဲ့လေယာဉ်ခရီးစဉ်တွေရပ်တန့်သွားခဲ့တယ်လို့ရုရှားလေကြောင်းအာဏာပိုင်အဖွဲ့ရိုဇာဗီယာစီယာကပြောပါရယ်။လေယာဉ်တွေကိုမြို့တော်ရဲ့အဓိကလေဆိပ်ဖြစ်တဲ့ချီရီမီတီရေပေါ်မှာယာယီရန်နာထားခဲ့ရပြီးတခြားလေဆိပ်တွေဖြစ်တဲ့နူကိုဗို့ ဒိုမိုဒီတိုဗိုစူကော့စကီးတွေမှာအလားတူရနာခဲ့ရတယ်လို့ရိုဇာဗီယာဆီယာက Telegram မှာရေးသားထားပါတယ်။ကိဖ်နဲ့အနောက်နိုင်ငံတွေကတောင်းဆိုနေတဲ့ကျွမ်းကျက်မရှိချက်ချင်းအပြစ်ခက်ရက်စဲရေးကိုရုရှားသမ္မတဗလာဒီမာပူတင်ကအကြိမ်ကြိမ်ခက်ခါတီတီညှင်းပယ်ထားပါတယ်။ရုရှားကအခုခါမှာယူကရိန်းနယ်မြေ၅ပုံတပုံလောက်ကိုထိန်းချုပ်ထားပြီးတော့အဲ့ဒီအထက်မှာ၂၀၁၄ခုနှစ်ကရုရှားပိုင်နယ်အတွင်းသွတ်သွင်းခဲ့တဲ့ Crimea ကျွန်းဆွယ်လေးပါဝင်ပါတယ်။ စစ်ပွဲကြောင့်လူတောင်းပေါင်းများစွာတိုက်ဆုံခဲ့ရပြီးတန်းပေါင်းများစွာအိုးအိမ်ဆုံးခွာထွက်ပြေးခဲ့ရပါတယ်။ယူကရိန်းအရှေ့ဘက်နဲ့တောင်ဘက်မှာရှိတဲ့မြို့တွေကြီးရွာတွေလည်းပျက်စီးခဲ့ရပါတယ်ရှင်။အခုဆက်လက်ပြီးတော့နောက်ထပ်သတင်းတပုတ်အနေနဲ့ဆန်ကိုပေါက်ဈေးထက်ငွေပိုပေးဝယ်မှုကြောင့်ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လက်အမေရိကန်ဒေါ်လာ393သန်းဒဏ်ငွေချမှတ်ခံရပါတယ်ဒီအကြောင်းကိုကိုခန့်တွေကဆက်ပြီးပြောပြပေးမှာပါခင်ဗျာ ပြည်ပမှာနေထိုင်နေတဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းရင်လက်ရှင်နာဝတ်ကိုစံစည်းခွက်ပေါက်စည်းထက်ပိုပေးဝယ်တဲ့စီမံချက်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့နိုင်ငံပိုင်းဗန်နာငွေဆုံးရှုံးမှုအတွက်လက်နာကျဘတ်7ဘီလီယံအမေရိကန်ဒေါ်လာ363တန်းပေးဆက်ဖို့ထိုင်းတရားရုံးကမေလ22ရက်နေ့မှာအမိန့်ချမှတ်ခဲ့ပါတယ်။ထိုင်းတရားရုံးကဒီအမှုနဲ့ပတ်သက်ပြီးတော့2018ခုနှစ်ကရင်လက်ကိုထောင်ဒဏ်9နဲ့ချမှတ်ခဲ့ပါတယ်။ ဘီလျံနာရှင်နာဝတ်မိသားစုဝင်၄ဦးရဲ့ကတဦးဖြစ်တဲ့ထိုင်းဝင်ကြီးချုပ်ဟောင်းရင်လက်ဟာတောင်သူတွေကိုဈေးခွက်ပေါက်ဈေးနှုန်ထက်50ရာခိုင်နှုန်းအထိပိုပေးခဲ့တဲ့စံစဘာစီမံချက်အတွင်းအကျင့်ပြက်ခြားစားမှုတွေကိုမတားဆီးနိုင်မှုနဲ့ထောင်ဒဏ်ချမှတ်ခံခဲ့ရကပြည်ပမှာရှောင်သိမ်းနေခဲ့ရပါတယ်။သူမရဲ့ဖွေထိုင်းပါတီမူဝါဒဖြစ်တဲ့ဒီအစီအစဉ်ကြောင့်နိုင်ငံတော်ဘန်နာ ဒေါ်လာဘီလီယံများစွာ ဆုံရှုံပြီးတန်းနဲ့ချီတဲ့စံတန်ချိန်တွေမယောင်းရဘဲဖြစ်ခဲ့ပါတယ်။ထိုင်းနိုင်ငံဟာကမ္ဘာပေါ်မှာဒုတိယမြောက်စံအတင်ပို့ဆုံးနိုင်ငံ ဖြစ်ပါတယ်။ဗဏ္ဍာရေးဝန်ကြီးဌာနကိုနှစ်နာချီဘတ်35ဘီလီယံပေးဆက်ဖို့ရခင်က ချမှတ်ခဲ့တဲ့အမိန့်အပေါ်ရင်လက်ကအယူခံဝင်ခဲ့ပြီးတဲ့နောက်တရားရုံးကဘတ်30ဘီလီယံဒါပေးဖို့မေလ22ရက်နေ့ကချမှတ်ခဲ့တာပါ။ အသက်58နှစ်ရှိပြီဖြစ်တဲ့ရင်လဟာ2017ခုနှစ်ရွေးကောက်ပွဲမှာအပြတ်သတ်နိုင်ရခဲ့ပြီးတဲ့နောက်ဝင်ကြီးချုပ်ဖြစ်လာခဲ့ပါရယ်ရင်လဟာ2014ခုနှစ်စစ်အာဏာသိမ်းမှုမှာအစိုးရဖယ်ရှားခံရတဲ့အချိန်မတိုင်မီရက်အနည်းငယ်အလိုမှာယာယူကနှုတ်ထွက်ခဲ့ပါရယ်သူမဟာလက်ရှိထိုင်းဝင်ကြီးချုပ်ပေထုံတန်ရှင်နာဝဲရဲ့အတော်ဖြစ်လို့ထိုင်းဝင်ကြီးချုပ်ဟောင်းနဲ့နိုင်ငံရေးဩဇာအာဏာရှိသူတပ်ဆင်ရှင်နာဝဲရဲ့ညီမလည်းဖြစ်ပါရယ် အပယ်ကန်းနိုင်ငံရေးသမားဘဝအဖြစ်ဆယ်စုနှစ်ကြာဖြတ်သန်းခဲ့ရတဲ့ဖွေထိုင်းပါတီအာဏာပြန်ရတဲ့နှစ်နှစ်တော်အတွင်းဒီဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်ပြီးတော့ထောင်ဒဏ်ကင်းလွတ်ဖို့ပြည်ပမှာ15နှစ်ရှောင်နေခဲ့တဲ့အကိုဖြစ်သူတပ်စင်ကလည်းပြည်ရင်းသို့ပြန်ဝင်ရောက်လာခြင်းနဲ့အချိန်ကိုက်ဖြစ်ပါတယ်ရှင်နာဝတ်မိသားစုကဘယ်အမှားရွေးမှမလုပ်ထားကြောင်းညှင်းဆိုထားပြီးသူတို့ဟာရှေးဦးဆွဲဝါဒီတွေနဲ့ တော်ဝင်စစ်တပ်ကဩဇာရှိသူတွေနဲ့နိုင်ငံရေးပြတ်မှတ်တွေဖြစ်ခဲ့ရာကြောင်းအစဉ်တစိုက်ပြောကြားခဲ့ပါတယ်။ရင်လက်ကဒန်ငွေဘတ်30ဘီလီယံပေးဆောင်ခိုင်းတဲ့အမိဟာလွန်လွန်ကြောင်းမီလတ်22ရက်နေ့ကပြောခဲ့ပါတယ်။ကျမတသက်လုံးဆက်နေရင်တော့ကြေမာမဟုတ်ဘူး။တရားမျှတမှုရရှိဖို့ဆက်လက်တိုက်ပွဲဝင်သွားမှာပါလို့ရင်လက်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါရခင်ဗျာ ထိုက်တန်းတဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်ရွှေဈေး73စီစင်းနဲ့စားအုပ်စီစင်းတွေကိုတင်ပြပေးပါမယ်ဒါတွေကိုမီဆီမသတင်းထောက်ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးပါပါခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်တွေကတော့အမေရိကန်ဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1100ကျပ်ပြည်ပပေါင်စီ2400ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1629.6ဒေကွန်ကျာပြင်ပပေါင်စီ3480ကျာဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်1386.68ကျာပြင်ပပေါင်စီ9100ကျာတိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်64.33ကျပြေပပေါင်စီ138.8ကျ မလေးရှားတမင်ကစ်ကိုစစ်ကောင်စီတပ်မတ်စဉ်492တသမ38ကျာပြင်ပပေါက်စဉ်1056ကျာပေါက်စဉ်ရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အသင်းတပ်မတ်စဉ်58သိန်း4000ကျာပြင်ပပေါက်စဉ်86သိန်း1000ကျာ15ပဲတစ်ချက်သားကိုရွှေကုန်တဲ့အသင်းတပ်မတ်စဉ် 53သိန်း8150ကျပ်ပြင်ပပေါင်စဉ်83သိန်း8000ကျပ်ပေါင်စဉ်ရှိပါတယ်။ပေါ်ပြပါရွှေစည်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73ဒီဇယ်လုံးတွေကတော့ဒီဇယ်လီတာကို2440ကျပ်ပရီမီယာဒီဇယ်လီတာကို3015ကျပ်အော်ဒိနတီ2လီတာကို2880ကျပ်အော်ဒိနတီ5လီတာကို2925ကျပ် ပေါင်းစည်းရှိပါတယ်။ပေါ်ပြပါစသုံးသည့်ဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတပ်မစင်6525ကျပ်၊ပြင်ပပေါင်းစည်း9000ကျပ်ပေါင်းစည်းရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ဓမီစီမပရိုင်တိုင်းမီစီမသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ချူအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါဓမီစီမပရိုင်တိုင်းသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေအထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ မြစ်စိမံကိန်းများဆက်လက်တင်ဆက်နိုင်မှုတို့အတွက်သင်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်အခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ